မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျတော့ဆရာကဒီနေ့မှာတော့2025ခုနှစ်မေလအတွင်းမှာဗုဒ္ဓဖူးရဟုတ်တသမိမိတ်ဆွေတွေမေလ15ရက်နေ့ကနေပြီးတော့22ရက်နေ့အထိတပတ်တာဟောစတန်းကိုဆရာဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျတော့ဒါကြောင့်ဗုဒ္ဓဖူးရဟုတ်တသမိမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဘိဗီယာတွေဝေးကွာကြပါစေကြောင်းဥစွာဒီကနေ့မေတ္တာဖို့ဆုတောင်းထောပနာပြုသားလိုက်ပါတယ်ခင်ဗျာဘုရားကြောက်တာသမီးများမိတ်ဆွေများဒီတစ်ပတ်တာအတွင်းမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာ မိစေတို့အနေနဲ့လက်ရှိရင်ထဲမှာခྱི་သွားခြင်းတဲ့စိတ်တွေခྱི་ထွက်ခြင်းတဲ့စိတ်တွေစဉ်းစားနေတယ် လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်မပြောတာမျိုးလေးတွေဆုံးဖြတ်ချက်နှစ်ခုဆုံးဖြတ်ချက်နှစ်ခွဖြစ်နေတယ်ငါတော့ဒီနေရာကနေပြောင်းပြီးတော့လုပ်ရင်ကောင်းမလားဒါကိုပဲတစ်ခုခုကိုပြောင်းလဲပြီးတော့ချင်းကြလုပ်လိုက်ရင်ပုံမျိုးမူကောင်းမွန်မလားလက်ရှိနေရာကနေပြီးတော့နိုင်ကြသွားနိုင်ရမလားဆိုပြီးစဉ်းစားတွေးခေါ်နေတာမျိုးတွေအပြောင်းလဲတွေအစ်စ်ကိုစဉ်းစားနေတာမျိုးအဲလုပ်ငန်းစ်လုပ်ငန်းအလုပ်စ်ကိုစဉ်းစားတွေးခေါ်နေတာမျိုးပလန်အစ်စ်ကိုစဉ်းစားတွေးခေါ်နေတဲ့ကာလမျိုးဘာကိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ကိုကိုကိုစဉ်းစားတွေးခေါ်အပြေချာနေသောကာလ ဖြစ်ပါလေခင်ဗျာเนาะလက်ရှိမှာမိษွေတို့အနေနဲ့အလောက်ကအလောက်ကနေပတ်သက်လာရင်တော့အထူးသဖြင့်လုပ်ငန်းကို အဟောင်းကြီးကိုတိုးချက်လှုပ်ဆောင်တာမျိုးလေးတွေအားနည်းစီပါတယ်လုပ်ငန်းနဲ့ပတ်သက်လာရင်ယာဉ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာရင်အထက်လူကြီးအကြီးအကဲတွေရဲ့ဖိအားပေးမှုလေးတွေအထက်လူကြီးမိမိရဲ့အထက်လူကြီးနဲ့ပတ်သက်ပြီးတော့အစင်မပြေတာမျိုးလေးတွေနည်းနည်းလေးတွေ့ရတယ်အထက်လူကြီးနဲ့ပတ်သက်အကြီးအကဲတွေနဲ့ပတ်သက်ကိုယ့်ကိုလုပ်ငန်းအဖိအားပေးတာမျိုးစီးမင်းအသက်စီကံအသက်လေးတွေကြောင့်စိတ်ပန်းတာမျိုးစိတ်မောတာမျိုးဆက်မလုပ်ချင်တာမျိုးတွေအားရနေတဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားဥဒ္ဒတမိတွေကလက်ရှိမှာ အဖြစ်နိုင်လို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်လို့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လို့သတိထားဆင်ကျင်ပြီးတော့စကလုံးလေးတွေတုံဆွဲတဲ့အခါမှာနားလည်မှုချိချိနဲ့တေချာကိုထိနေနေပြောဆိုဖို့လိုအပ်ပါတယ်ခင်ဗျာ။ ဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လာရင်လုပ်ငန်းအသစ်လှုပ်ဆောင်လို့ရှိရင်အားသာကောင်းပုံပါတယ်လုပ်ငန်းအသစ်ကိုလှုပ်ဆောင်မယ်ရှေ့လို့ဆောင်ရလှုပ်ဆောင်ရင်အားသာပြီးတော့ကံကောင်းစေနိုင်ပါတယ်ဒါအပြင်မိတ်ဆွေတို့ရဲ့အဲအိမ်သွေးရေးကိစ္စတွေမိသားစုရေးကိစ္စတွေဒီမှာငကိုကထက်ကံကအဆင်ပြေအောင်အေးချမ်းအောင်ဆွမ်းဆောင်နိုင်တော့အပတ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့မိသားစုကိစ္စအိမ်သွေးရေးကိစ္စတွေမှာနည်းနည်းလေးအရှင်ပြေးဖို့လိုအပ်ပါတယ်ကိုကိုနားလည်မှုလွဲနေတာမျိုးအထင်မြင်လွဲနေတာမျိုးလေးတွေကိုပြန်လည်ပြီးတော့ဖြည့်ရှင်းရှင်းပြတင်တော့ကာလဖြစ်တဲ့မိမိကိုအဲဆနာလူက ဟိုကိုအနေနဲ့ပြဿနာကိစ္စတခုခုကိုဒေါသနဲ့အလင်းစလို့ဆုံးဖြတ်တာမျိုးတက်တိချာချာအေးချာချာနဲ့ဒီလိုဒီလိုဖြစ်ကြောင်းကိုတိတိချာချာကိုရှင်းပြသင့်ပြီးတော့အမှန်တရားဟိုအချိန်တိုင်းငါမှန်တာတိသွားမှာပဲဆိုတာတက်ကိုတုံဆိုင်တွေ့ဝေမနေပဲနဲ့ရှင်းပြဖို့လိုအပ်ပါတယ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင် ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကောင်းပါတယ်ခྱི་ထွက်တာမျိုးခྱི་သွားတာမျိုးတွေနဲ့ပတ်သက်လာရင်ရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်အိုးအိမ်ရှမ်းပြည်လုပ်ငန်းတွေအကျိုးပေးပါတယ်အိမ်ရှမ်းပြည်အာမခံနဲ့ပတ်သက်တာမျိုးလေးတွေအုတ်သွတ်တန်တဲ့အစရှိတဲ့အရာလေးတွေကုတန်းရောင်းဝယ်ရေးဆိုင်ရာတွေအကျိုးပေးပါတယ်ဒါပေမဲ့အဲမိမိတို့အနေနဲ့ဘာကိုလှုပ်လို့လက်ရှိကာလအတွက်တွန်းမှာဆိုရင်ကိုပိုင်လုပ်ငန်းတွေလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးစတင်တာတွေကူးပြောင်းတာတွေကိစ္စလေးတွေအာမခံကိစ္စလေးတွေအိုးအိမ်ရှမ်းပြည်စောက်တာဝဲတာရောင်းတာပြောင်းတာလေးတွေနဲ့ပတ်သက်လာကိုယ့်အမိကိုခံလို့တာမျိုးလေးတွေဟာအကျိုးပေးအားတာပြီးတော့ရှေ့တိုးဆောင်ရရင်ကံကောင်းခြင်းနဲ့အဆင့် ပြေမှုတွေကိုရရှိစေမဲ့အပတ်တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လာတဲ့အခါမှာစကားပြောဆိုလေးတွေမမအောင် တတိထားစင်ကြဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာ အလုတ်ကငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်ဟွာငွေကန်ကောင်းပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်ထီပေါက်တယ်လို့ပဲရတနာပုံစိုက်ခိနဲ့စိုက်တယ်လို့ငွေကြေးဟာလုံငယ်ရင်ငနဲ့နဲ့ဝင်လာတက်တာမျိုးလေးကြီးမိမိတို့အနေနဲ့အဲဆယ်လိုဟိုငွေကြေးနဲ့ပတ်သက်လာရင်မထင်မှတ်ပဲနဲ့အဲကို့အနေနဲ့ပုံမှန်လုပ်နေကြအလုပ်ကမှတာမန်ထက်ထူးထူးခြားခြားအခွင့်အလမ်းကောင်းနေပေါ်လာတက်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်ငွေကြေးဆိုင်ရာကိစ္စတွေမှာအဲရင်းနှီးလှုပ်ဆောင်တဲ့အလုပ်လေးတွေမှာတကယ်ကိုအသွင်ခွန်ဆိုင်တဲ့လှုပ်ဆောင်မှုကောင်းသောကာလဖြစ်တယ်လက်လွန်လာတဲ့ငွေကြေးတွေကိုတောင်းတဲ့အခါမှာခက်မှန်မှခက်တင်တင်တောင်းဖို့လိုအပ်တယ်အာနာရာမ မျိုးထက်ရဲရဲဝုန်းနဲ့မျက်နှာချင်းဆိုင် face to face တောင်းရင် အောင်မြင်တိုးတက်နိုင်ပါလေခင်ဗျအစုရှယ်ယာလုပ်ငန်းတွေညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးစုဝေးလှုပ်ဆောင်ရတဲ့အလုပ်တွေအမွေကိစ္စတွေအမှုကိစ္စတွေစကားပြောဆိုတဲ့အခါမှာဒီဘက်တာဟာအားသာပြီးတော့ကောင်းမွန်ပြီးတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်တင်တော့ကာလာဖြစ်ပါတယ်ကျမ်းမာရင်နဲ့ပတ်သက်လာရင်တော့ကျမ်းမာရင်နည်းနည်းလေးညံ့ပါလေ တမ်းမိုင်းနဲ့ပတ်သက်လာရင် အစာရည်နဲ့ပတ်သက်တာမျိုးလေးတွေစီးနဲ့ပတ်သက်တာမျိုးလေးတွေအဲလေကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာနည်းနည်းလေးညံ့တဲ့အတွက်တမ်းမိုင်းနဲ့ပတ်သက်ဂယူဆိုင်ပါမကောင်းတဲ့အတက်ပညာတွေတိုက်ခိုက်ပြီးစုံပညာတွေဒီလိုပညာရက်တွေနဲ့လည်းပြူစားတိုက်ခိုက်ခြင်းမျိုးတွေကြုံသွားတက်သဖြင့်မိတ်ဆွေတို့အနေနဲ့တတိသားဆင်ရင်ပြန်လိုအပ်ပါတယ်အရေးကြီးသောအပူအဆက်တို့အရေးဟလာဟိုအစာရည်နဲ့ပတ်သက်သောစီးနဲ့ပတ်သက်တာတွေမှာငကူကအရှိန်ရှိတဲ့မိတ်ဆွေများအစားတောက်နဲ့ပတ်သက်ပုံမှုပြီးတော့တတိသားတင့်သောအပတ်တာဖြစ်ပြီးတော့အခါမိတ်ဆွေတို့အနေနဲ့ ဟိုအစားမတော်တလို့အသွားမတော်တလန်းဆိုတဲ့အတိုင်းပဲเนาะဖြစ်တတ်တဲ့အတွက်တတိယစီရင်ပေးဖို့လိုအပ်ပါတယ်စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်အဲမိတ်ဆွေတဲ့အပေါင်းအသင်းတစ်တွေလုပ်ငန်းတစ်တွေကိုလုပ်လို့ကောင်းသလောက်မိတ်ဆွေတဲ့အပေါင်းအသင်းတစ်တွေကိုလုံဆောင်တာမျိုးတွေအားနေပါတယ်အဲအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာငကိုကဆိုတာမန်တိုင်းဆိုအစဉ်ပြေတယ်နံပါတ်1ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးစကားပြောဆိုတဲ့အခါမှာဖြစ်စီမိမိအိမ်တော်ကြီးမှာဂျားလူကြောင်းဖြစ်စီမိမိရဲ့အိမ်တော်ဘက်ရဲ့ ဆွေမျိုးသားချင်းအဲမိမိရဲ့ဆွေမျိုးသားချင်းကိစ္စလေးဒီလိုမျိုးတဦးတယောက်ပါလာတာမျိုးလို့ဒီအကြောင်းပြပြီးစကားများပြီးတော့စိတ်ဆိုးစိတ်ကောက်တာမျိုးစိတ်ပင်ပန်းတာမျိုးစိတ်မောတာမျိုးဂျုံအားတက်တယ်လို့အဲ ဟိုဇကနာဇကနာထိုးတာမျိုးလေးညီအဲဒီတယောက်နဲ့တယောက်တူးနဲ့တူးเนาะဟိုနားလည်မှုအမြင်မကြည်တာမျိုးလေးညီကြုံရတတ်တဲ့အတွက်မိမိတို့အိမ်ဆောင်ကြီးမှာဆိုလို့ရှင်ဂျားလူဝင်မခံပါနဲ့အဲဆွေမျိုးသားချင်းနဲ့ပတ်သက်လာရင်ဆွေမျိုးသားချင်းညာအိမ်ညာနေလာတာမျိုးဖြစ်နိုင်လို့ရှင်ဆက်ပစ္စည်းအစုပ်အဟောင်းအပြက်တွေရှိရင်စွန့်ပြီးပါဆက်ပစ္စည်းပျောက်တာမျိုးယင်နေနဲ့ပါလိနဲ့ပတ်သက်လို့ထိခိုက်ရှာနာတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်မိဆွေတို့အနေနဲ့တတိထားဖို့လိုအပ်ကြောင်းနဲ့ယင်ဆက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေတတိထားဝယ်ပါနိုင်ငံခြားခရီးသွားပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနဲ့ပတ်သက်လာရင်နည်းနည်းလေးကြံ့ကြာဟန် တားနိုင်တော့ကာလာအပတ်တာအပိုင်ရှားဖြစ်တဲ့အတွက်သတိထားစင်နေဖို့လိုအပ်ပါတယ်လုပ်ငန်းကိုင်ငံနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့အနေနဲ့လုပ်ငန်းတစ်ခုလှုပ်ဆောင်လို့ရတယ်ဒါပေမဲ့ကို့အတွက်တူရဲအမိခံပြီးလှုပ်ဆောင်တာအာမအာတာကောင်းမွန်တယ်သူတစ်ပါးကိုအာမခံပြီးတာမျိုးလေးတွေအိမ်ဆောင်ကြီးမှဂျားလူဝင်တာမျိုးလေးတွေမိမိတို့အနေနဲ့အိမ်ဆောင်ကြီးနဲ့ပတ်သက်လာမဟုတ်မဟတ်ဘယ်နဲ့မတိကြမကြီးရတဲ့ကိစ္စတွေကိုအကြောင်းပြပြီးပြဿနာတက်တဲ့အတွက်ဒီအချက်လေးတွေကိုသတိထားစင်နေရတော့လိုအပ်တော့ကာလာဖြစ်ပါတယ်ခင်ဗျာ ။စာချုပ်စာတမ်းလေးနဲ့လောက်တာမျိုးတွေဟာပုံမူတိကျနိုင်ပါတယ်။နှုတ်အားဖြင့်ကတိတာနှုတ်တရားစာတလုံးဆိုတဲ့အတိုင်းပဲတိတိကျကျဆောင်ရွက်ရင်ပုံမူအားသာကောင်းမှာပါတယ်။လူငယ်တွေအရှိန်ကြီးနဲ့ပတ်သက်လာရင်လူထင်ကြီးခံရတတ်ပါတယ်။မိမိတို့အနေနဲ့ချစ်သူကြီးစားမရှိသူတွေအရှိန်ကြီးနဲ့ပတ်သက်လာလို့ရှိရင်အဲကိုကိုစနလိုပေါ့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာမျိုးလေးတွေအရှိန်နဲ့ပတ်သက်လာလို့ရှိရင်ကံရဲ့အားနည်းမှုလေးနည်းနည်းလေးတွေ့ရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အရှိန်ကြီးမှာတော့ကံကဒီ အဲမိမိတို့ချက်တော်မြတ်လို့တော်သူကိုလမ်းကြောင်းလေးခင်းထားတာမျိုးမထိမတက်စီလေးပြောထားတာမျိုးကတော့ပိုကောင်းပါတယ်ပေါ့နော်ဖွင့်မပြောသေးနဲ့ဘောအဖွင့်ပြောလိုက်လို့ချင်းလည်းရသွားရင်တော့ရသွားပေါ့နော်အရှိနဲ့ပတ်သက်လို့တော့ဆရာအများကြီးကြံမပေးချင်ပါဘူးကြိုက်ရင်ချတော့ချက်နော်လိုက်တာလားပြောနော်အဲဒါပေမဲ့အဲပူဇာစီရင်ဆရာစီလာဆက်ကောင်းပြီဆရာကောင်းပြီအဲအိမ်တော်ကြီးနဲ့ပတ်သက်သမီးကြီးစားများအနေနဲ့ဆိုလို့ရှိရင်တော့မိမိတို့ရဲ့အရှိရေးမှာဆိုရင်ဟုတ်ပြီအဲ မိမိတို့ရဲ့အရှိအရေးနဲ့ပတ်သက်လာတဲ့အခါသမီးစားရေးနဲ့ပတ်သက်လာတဲ့အခါအစင်မပြေမှုတွေကိုအမျိုးသမီးတယောက်ယောက်နော်မိန်းကလေးတဦးတယောက်ရဲ့အကူအညီနဲ့ဖြည့်ချင်းမှာပြန်လည်ပြီးတော့အကူအညီရရှိတတ်ပါတယ်။ငါကောစိတ်ဆိုးစိတ်ကောက်နေတော့ချစ်သူကြီးသားတွေပြန်ပြီးတော့စိတ်ဆိုးပြေနိုင်တာမျိုးအဆက်အသွယ်ပြတ်နေသူတွေပြန်လည်အဆက်အသွယ်ရရှိတတ်တယ်လို့မိမိရဲ့သမီးစားနဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ပြုချင်းစိတ်ဆက်ချင်းကြောင်းလန်းချင်းတွေပြောဆိုတဲ့အခါမှာလည်းအာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ဆိုတဲ့ကာလဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်မိမိရဲ့ချစ်သူကြီးသားနဲ့ပတ်သက်ဆက်ဆက်ပြီးတော့ဆွေမျိုးသားချင်းခရီးသွားကိစ္စရင်း ဒီလိုမျိုးလေးတွေတူတူခီးထွားရတာမျိုးလေးတွေကြောင့်မိမိတို့ရဲ့အရှိရေးမှာတော့အေးချမ်းမှုနဲ့တာယာမှုနဲ့နွေးဆွေးမှုတွေရရှိတတ်တယ်ဆိုတဲ့အပတ္တကာလဖြစ်ပါတယ်ခင်ဗျာသတိထားစင်နေရမယ့်အပတ်အနေနဲ့မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လှုပ်ဒီအပတ္တအတော်တွေမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ အဲလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်မတိချမရည်ရပဲနှုတ်ကတိတည်တာမျိုးလေးတတိထားပါစေတနာလေးတွေဝေဒနာဖိအားတတ်ပါလေဒါအပြင်မိษွေတို့အနေနဲ့အထက်လူကြီးအကြီးငယ်နဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲတက်တဲ့အတွက်စကားကိုအကုန်မပြောဘဲနဲ့ထင်းထင်းသင်းသင်းပြောဖို့လိုအပ်တယ်ပြဿနာကိစ္စတွေကိုအကျွေးမထားဘဲနဲ့ချက်ချင်းဖြေရှင်းလိုက်တာပုံမူကောင်းမှုပြီးတော့တိုးတက်နိုင်ပြီးတဲ့အခါ ဖြစ်နိုင်ရင်မိษွေတို့အနေနဲ့မိမိတို့ရဲ့အိမ်အတွင်းကိုညာအိညာနေမခေါ်ပါနဲ့ဆက်ပစ္စည်းရင်အစ်စ်ဝယ်တာမကောင်းပါဘူးပျောက်တတ်တာမျိုးတွေဝင်တာမျိုးတွေအားနေတတ်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေမဝင်တာကောင်းပါတယ်ဖြစ်နိုင်ရင်ညာအိညာနေခကြီးမထွက်တာမဝင်လာတာလက်မခံတာပို့ပို့ပြီးတော့ကောင်းမွန်တော့ကာလာဖြစ်ပါလေခင်ဗျာဒါအပြင်မိษွေတို့အနေနဲ့ဒီအပတ္တအတော်တွင်မှာတတိထားဆင်ရမှာတော့မိษွေတို့အနေနဲ့အပြာရောင်ရင့်ရင့်တွေကိုတတိထားဆင်ပြီးတော့ဝစ်စင်မှာမိမိရဲ့ကံကိုညှက်စေပါတယ်ဒီအပတ္တအတော်တွင်မှာဆိုရင်မိษွေတို့အနေနဲ့ဘာကိုလှုပ်လို့ဆက်လျှောက်ရနေတဲ့ရက်ကိုတော့တတိထားဆင်ပြီးတော့ အရေးကြီးတော့ကိစ္စရက်တွေကိုလှုပ်တဲ့အခါမှာတော့22ရက်နေ့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ခြေတူဆောင်ရရင်အကြံစီကောင်းတွေအခွင့်အလမ်းကောင်းတွေရရှိမယ်ဆိုတဲ့ကာလဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရာမိတ်ဆွေတို့အနေနဲ့အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာလက်ခုပ်ခုနှစ်ချက်တီးပြီးလိုရာကိုပြုမှုဆောင်ရွက်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလာဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့၅ကဏ္ဍ၃ကဏ္ဍ ဇီရိုကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့အကံကိုတိုးတက်စေပြီးတော့အကျိုးပေးတော့အယောင်နေအနေနဲ့ဆိုလို့ရှိရင်တော့အဝါယောင်၊ခြွေဝါယောင်မိတ်ဆွေတို့အနေနဲ့အနီယောင်နေဟာကံကောင်းအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါလေခင်ဗျာအဆက်ဆက်ရရအစီအမေစီပြီးငွေကြေးကံအားကောင်းဇေယံအတွက်ဆိုရင်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာအဲခရီးသွားတဲ့ သူတွေခီးသွားတဲ့မိတ်ဆွေတွေလမ်းကြုံနေမိတ်ဆွေအပေါင်းအသင်းတွေကိုတောက်ရီလို့အေးလို့နော်လှူဒန်းခြင်းဖြင့်ကုသိုလ်ယူခြင်းဖြင့်သို့မဟုတ်ခီးသွားစေကုခြင်းဖြင့်ကံကောင်းစေကြောင်းဆရာကထလောင်းပြောကြားလိုက်ပါရစေ